ကဲအဲ့ဒါကိုကာမိဆန္ဒကိုဘာနဲ့ရှင်းပြမလို့ဆိုတော့အခုတမထကျင့်စဉ်ကျင့်ပြီးသူ့ကိုရှင်းဒါပြောတာနော်ရှင်းမုံရှင်းနည်းကသူ့အတူပဲဘယ်လိုရှင်းမလို့ဆိုတော့ကဲစဉ်းစားကြည့်တမထကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာအာယုန်ဤအများကြီးပဲပေးထားတယ်မြတ်စွာဘုရားကကတိုင်း7ပါးတို့အတုပ7ပါးတို့ အာနာအနုပနုတ္တိ7ပါးတို့အများကြီးပဲပေးထားတယ်ထင်မယ်ကဲအလွယ်ဆုံးဟာလေးတစ်ခုကြည့်အလွယ်ဆုံးဆိုတာကိုယ်နဲ့အနည်းဆုံးဟာလေးတစ်ခုတခြားမှာရှာစရာမလိုဘူး။ဘာလဲလို့ဆိုရင်24နာရီမပြတ်မိမိရဲ့နှာခေါင်းကရှူသွင်းရှိုက်ထုတ်လုံးတွေတဲ့လေကလေးအဲ့ဒီလေကလေးကိုသုံးချမယ်။နော်လေကို သုံးချတာအခုကဟိုလေရသည် ဆိုပြီးတော့လမ်းဘေးမှာ ဒီကားဘိန်းထဲမှာလေထဲတဲ့လူတွေပဲလေအုံးချနေကြတာเนาะကိုယ်နှကောင်းကထွက်လေဝင်လေလေးကိုအုံးချတပထားကျင့်စဉ်တစ်ခုကိုအုံးချဘယ်လိုအုံးချမလို့ဆိုစဉ်းစားကြည့်ပေါ့မြတ်စွာဘုရားဟောတဲ့နီလန်းလေးကိုယူထားမဟာတတိပ္ပရဏသုံးပါဘယ်လိုဟောတော့ဒါလက်တွေ့လုပ်ကြည့်ရအောင်စဉ္ညာရက်ကိုသွားတဲ့ ဘာလို့စိတ်ဉာဏ်ရကိုရွေးရလို့ဆိုစူးဉာဏ်နေလို့ရှိရင်စိတ်ဟာဘယ်လိုလုပ်ပြီးတော့အာယုတစ်ခုတည်းပေါ်မှာထားလို့ရမှာတော့မရနိုင်ဘူးဒါကိုစိတ်ဉာဏ်ရလေးနေရာကိုသွားတခြားမရဘူးဆိုကိုယ့်အိမ်နဲ့ကိုယ်တကားလုံအောင်ပိတ်ငြိမ်တဲ့နေရာတယောက်ထဲမှာလုပ်အဲ့ဒီမှာပန်လင်ကံအာဘူးစိတ်တော်တင်မြင်ခွေးထိုင်မယ်မျိုးသမီးတွေဆိုရင်ဒုဒုတ်ထိုင်မယ်ဥဆုံးကာယံပဋိဒါယခါအထက်ကိုယ်လေးကိုဆန့်ထားမယ် ခါရဲခေါင်းရဲမမကလေးထားဘာလို့မမကလေးထားရတော့ဆိုခါကြီးကုန်းနေလို့ရှိရင်ကြောမှာအယိုးအစ်စ်ပေါင်း18ခုရှိတယ်အဲ့ဒီ18ခုကစောင်းနေတယ်ဆိုလို့ရှိရင်အယိုးစွန်လေးတွေကဖိပြီးတော့နောက်ကျရင်ခါနာတွေယောဂဝိရဏဖြစ်တယ်ကြာရှည်မထိုင်နိုင်ဘူးဒါကြောင့်မို့ခေါင်းကြီးလည်းငုံမထားရဘူး ခါကြီးလဲကုန်းမထရအောင်ဖြောင်းဖြောင်းလေးထိုင်လို့ပြောတာကြာရှည်ထိုင်လဲဘာမှမဖြစ်ဘူးဖြောင်းဖြောင်းထိုင်ဒီလိုပြောတာနော်ပရိမုခံတတိန်ဥပတ္တပိတဝါထွက်လေဝင်လေလေးထိသွားတဲ့နေရာနှာသေးပြားနေရာလေးကိုအာယုန်ဆိုင်ထားအာယုန်ဆိုင်ပြီးတော့စောင့်ကြည့်လေလေးကတိုးပြီးတော့ထွက်သွားတယ်လေလေးကတိုးပြီးတော့ဝင်လာတယ်တိုးပြီးတော့ထွက်သွားတယ်တိုးပြီးတော့ဝင်လာတယ်ဒါလေးကိုပဲစောင့်ကြည့်နေတာ စိတ်ကလေးပဲမမရောက်အောင်အဲ့ဒီနေရာစောင့်ကြည့်နေတာဒါတမထအကျင့်တစ်ခုကျင့်နေတယ်လို့ခေါ်တယ်ဟောတမထကျင့်နေတော့ကြာကြာလုံးလိုက်ရင်မဖြစ်လာလဲလို့ဆိုရင် စိတ်တွေငြိမ်သွားအောင် ဖြစ်သွားပြီဒီအကျင့်လေးပေါ်မှာစိတ်တွေငြိမ်သွားပြီဆိုရင်တချို့ပုံကိုယ်တွေမှာမိโกရန်လေးလို့ဖြစ်လာတယ်တချို့ပုံကိုယ်တွေမှာအလင်းရောင်တန်းလေးလို့ဖြစ်လာတယ်ခန္ဓာကိုယ်မှာ တခြားတွေမမြင်တော့ပဲနဲ့ဒီလေလေးဝင်ထွက်နေတာလေးပဲမြင်လာတဲ့အနေထားမျိုးစိတ်တမာတိစွမ်းအားတွေတက်လာဒီလိုဆိုတာအဲ့ဒါလို့တမာတိစွမ်းအားတွေတက်လာပြီဆိုတဲ့အချိန်မှာစဉ်းစားကြည့်လိုက်ခုနကလိုလှတာကြည့်ခြင်းနဲ့တာယာတဲ့အတန်လေးနားထောင်ခြင်းနဲ့မွေးကြိုင်တဲ့အနံလေးနမ်းရှူခြင်းနဲ့အရသာရှိတာလေးစားခြင်းနဲ့ခန္ဓာကိုယ်အထိတွေ့လေးကြိုက်တယ်ဆိုတာမျိုးလာသေးရဲ့လား ဓာဏိဝရဏတွေကိုဖယ်ထားတာပဲတမာရီစွာနဲ့ဖယ်ထားလိုက်တာဖယ်ထားလိုက်သည့်အတွက်ကြောင့်စိတ်ဟာအတော်ကြည်လင်ပြီးတည်ငြိမ်နေသည့်အတွက်ကြောင့်တဘာဝဒါပဲရှိတာပါလားဆိုတဲ့အသိစိတ်ကလေးပါပညာလေးပါအတက်လာတက်ဒါပြောတာနော်တမထကျင့်စဉ်ဆိုတာဒါကိုပြောတာဟိုဂါထာတွေရွတ်ထာတွေဒါတွေပြောတာမဟုတ်ဘူး ပရိဒီစိတ်ဓာတ်တွေဒါတွေကိုပြောတာမဟုတ်ဘူးเนาะတပ္ပထကျင့်စဉ်ဆိုတာမြတ်စွာဘုရားပေးတဲ့နိလန်းတိုင်းလောက်